နိုဝင်ဘာ12ရက်နေ့2025ခုနှစ်မှာတိုင်းသူပြည်သားလူအများတွေကြားမှာလှုပ်လှုပ်ခက်ခက်ဖြစ်နေတဲ့ပြည်သူ့အင်နာကျော်စင်တဲ့အမှုပညာရှင်တွေကိုချိန်ချောက်အကြက်ကင်ပြီးရွေးကောက်ပွဲမဲဆွေဗီဒီယိုတွေရိုက်ခိုင်းနေတဲ့ကိစ္စပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုအားလုံးလည်းကြည့်ပြီးပြီဖြစ်မယ်ပြောသွားတဲ့ဇာတ်ရီးပါသွားတဲ့လူတွေအပါတဲ့လူတွေ ဒါတွေကိုကြည့်ပြီးတော့ပြည်သူချစ်တဲ့အမှုပညာရှင်တွေကိုနှမျောတတဖြစ်နေကြပါတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာပြည်တွင်းမှာနေထိုင်နေရင်တော့မြို့ပေါ်မှာနေထိုင်နေရင်တော့စစ်တပ်ရဲ့လက်ခုပ်ထဲကရေလိုပဲနှစ်ဖူးတနက်ထောက်ပြီးချိန်ချောက်အဓမ္မအချက်ကိုင်လောက်ခိုင်းနေဆိုတာကိုလေဤလူမြတ်တော်တော်များများကသိရှိ နားလေတဲ့ခံစားမှုတွေကိုလည်းကျွန်တော်တွေ့ရတယ်။အဲ့တော့ပြည်တီဝိအိနာကျော်ရှင်စဆိုင်ကလိုင်းအကယ်ဒမီထွန်းထွန်းရွှေထူးညီနန်နဟင်းဝေရန်ပိုင်တကွန်အောင်ရဲလင်းအလင်းရောင်တိုင်ရွန်လွမ်းပိုင်ကျော်ထအောင်ထူးအောင်အကယ်ဒမီထွန်းအိနာဘူအကယ်ဒမီခိုင်တင်းကြီးအိနာကျော်ရှင်စိုးပြေတစဉ်ဖွေးဖွေးဝိမုံရွှေချိုးရတနာအေးမြတ်သူ ရွှေမုံရတီခင်ဝင့်ဝါမိုးဟေကိုယုံရီလွင်မိုးပိုးမမီတာယတနာဘူတင်စာဝင့်ကျော်ဖူးစုံနော်ဖောဧတာဆောင်းဝီရီမေမေပကြီးတဲစုငိမ့်မေမီကိုကိုရွှေသမီးလူမင်းကရိုက်တာလို့ကြားတယ်ဆိုတော့ဒီလိုရှင်နေနဲ့ပတ်သက်ပြီးတော့ပြည်သူကြားထဲမှာစစ်တပ်ကိုမကြိုက်တဲ့ပြည်သူကတော့ ူတို့ကဘာလို့လုတ်ပေးတာလဲပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းညွန်ကျုပ်အေးကျွေကရုပ်ရှင်လုပ်ငန်းရုံးမှာခေါ်တွေ့ပြီးစတက်ကလုံမဲ့ရွေးကောက်ပွဲအတွက်ဝါရမ်းပြက်အလိန်ညာစီယုံရေးမြောက်ကိုပါဝင်တရုပ်ဆောင်ရမယ်လုံငိမ့်နဲ့လွတ်လာတဲ့အဓိကလူမင်းတို့ပြည်တီဦးတို့အင်နာကျော်စင်တို့ကိုကစ်မှတ်ထားပြီးတော့အမိတ်ပေးပါတယ်ငင်းဆန်ရင်အေးယူမယ်ဖမ်းမယ် ဆိုတော့ဒီမတိုင်ခင်မှာခေတ္တမိုင်းကိုဒုံဆိုင်ပြီးစစ်ဖက်ကိုရှာနေရက်သူများဆိုတဲ့နေတိုးပါဝင်တဲ့ဒရိုက်တာမိုက်တီးရိုက်ကူးတဲ့ကျော်ဝင်းထွတ်ကျော်မင်းထွတ်အုံတိုင်းအာဒီနော်စတဲ့အမှုပညာရှင်တွေပေါ့ဗျာပါဝင်တဲ့ရွေးကောက်ပွဲဝါရဖြန့်ချီဇက်ကားနဲ့ပတ်သက်ပြီးပြည်သူလူထုကပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်မှုတွေစစ်တပ်ကလက်ဝဲပိုင်ပိုင် တွေ့လိုက်တဲ့အချိန်မှာပြည်သူတွေအဆန့်ချင်မှုကိုသူတို့တရီမထားပဲနေလို့မရတော့အဲ့တော့ဟုတ်ပြီရွေးကောက်ပွဲဆိုတာကပြည်သူလူထုရဲ့ဆန္ဒနဲ့မဲပေးရတာကုန်ပစ္စည်းကြော်ညာနေတာမဟုတ်ဘူးဆိုတာကိုတော့စစ်တပ်မသိဘူးထင်တယ်။သူတို့မရိပ်မိတာလားမသိကြင်အောင်ဆောင်တာလားနှစ်လပိန်းတော့မဟုတ်လို့လားအဲ့တော့ပြည်သူလူထု အပေါ်မှာလွှမ်းမိုးတဲ့အမှုပညာရှင်တွေအဲဒီပရိသတ်ကြည်သူများတဲ့အမှုပညာရှင်တွေကြော်ညာလိုက်ရင်ဒီရွေးကောက်ပွဲက နိုင်သွားပြီအဲဒီလိုတို့ကဒီရွေးကောက်ပွဲ ဖြစ်မြောက်သွားပြီလို့တို့တွေးဆတွေးဆပုံရတယ်အဲ့တော့မရိုက်ပေးတဲ့အမှုပညာရှင်တွေကိုလည်းဖမ်းမယ်စီးမယ်ချိန်ချောက်တယ်ဒီနေရာမှာကျွန်တော်သုံးသက်ရှင်တာကကျွန်တော်ရဲ့သဘောရအစ်စ်ကိုကျွန်တော်ပြောချင်တာကအမှုပညာရှင်တွေထဲမှာ အကုန်လုံးတော့စစ်တပ်ကိုကြိုက်နေတယ်လို့ကျွန်တော်မယုံစစ်တပ်ကိုမကြိုက်တဲ့အမှုပညာရှင်တွေလည်းအများအပြားရှိနေမယ်လို့ယုံတယ်အမှုပညာရှင်တွေမှာမှမင်းသားမင်းမီဇက်ပိုဇက်ရန်လူချမ်းကင်မရာမန်မီထိုးမှန်ထိုးအစရှိတာတွေအားလုံးပါဝင်တယ်အဲ့ဒီမှာမှကျွန်တော်အပိုင်းလိုက်အပိုင်းလိုက်ခွဲခြားပြီးတော့စဉ်းစားကြည့်ဥပမာစစ်တပ်နဲ့ စစ်တပ်ရဲ့ဒီဒီဗိုလ်ချုပ်သားသမီးတွေလည်းပေါင်းသိပြီးလူမိုက်တယုံယုံနဲ့လုံနေတဲ့ယုံလေးလိုកောင်မျိုးကတော့ရန်သူအဆင့်တမန်မဲ့အခြေအနေဖြစ်သွားပြီ။သူကဝိုင်းကောက်တို့ဟိုကန့်ကွက်တာတို့ဆန့်ကျင်တာတို့ရတဲ့အဆင့်မဟုတ်ဘူး။ရန်သူအဲ့လိုပဲယုံလေးနဲ့ထတ်တူပေါ့ဗျာ။တချို့ကျွန်တော်တို့အဲဒီလူလေတိန်းတောင်ခင်လာရဒါမျိုးတွေပေါ့နော်။သူတို့တွေကလည်း ရန်သူမဟုတ်တာတောင်ဘွိုင်းကောက်လို့ရမယ်အဆင့်တန်းမျိုးဖြစ်လာတယ်။အဲဒီမှာမှဒီနောက်တစ်ဆင့်ထပ်ခွဲမဲ့သူစစ်တပ်ကိုလည်းကြိုက်တော့မကြိုက်ဘူးလှုပ်လည်းမလှုပ်ပေးချင်ဘူးမလှုပ်ပေးလို့ကလည်းမရဘူးတော်လိုင်းဘက်လည်းမပါဘူးအဲဒီကိုယ့်ရဲ့ဒီရက်တီအကျိုးစီးပွားကြည့်တဲ့အထဲမှာဆိုရင်တော့နေတိုးကတော့ဒီသူ့ရဲ့အကျိုးစီးပွားလည်းကျန်တာဘာမှမကြည့်ဘူး အတူလှုပ်ရှားရှိတာသူလုံမယ်ဗောဗျာတော့သူဘိုင်းကောက်တွေဘိုင်းကောက်တွေသူဂီးမဆိုင်ဘူးဒီလိုလူမျိုးကတော့ကိုကျိုးရှာအမှုပညာသမားတွေနေကတော့ဘိုင်းကောက်အစင်တန်းနဲ့ဝင်သွားနိုင်တယ်အဲ့မှာနောက်တစ်ဆင့်စစ်တပ်ကစစ်တပ်ကိုမကြိုက်ဘူးလုံးဝလက်မခံဘူးအဲဒီရုပ်ရှင်တွေကြော်ညာတွေလည်းမရိုက်တဲ့အမှုပညာရှင်တွေအများကြီးရှိတယ်အငတ်ခံပြီးနေတဲ့လူတွေရှိတယ်လို့အချိန်တွေကအလိုက်တင်လေးလှုပ်ပြနေတဲ့ရောင်ရောင်လှုပ်ပြီးတနက်ထောက်ပြီးလှုပ်ရတဲ့အချိန်မှာ အမတန်လို့မန်ရှော့တဲ့အမှုပညာရှင်အမျိုးအစားတွေလည်းရှိနိုင်ဒီနေရာမှာတတ်ထုချကြည့်ရင်မနေ့ကရုပ်ကွက်ပွဲဗီဒီယိုကိုကျွန်တော်သိသိချာချာကြည့်တယ်ပီဒီဦးနဲ့အိနာကျော်စင်ကအဲ့လောက်ရုပ်ဆိုးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဖြစ်တဲ့လူကြီးရိုက်ကူးတဲ့ပုံစံမျိုးပေါ့အသက်မပါတဲ့မြဝန်းတွေကိုကျွန်တော်တွေ့ရတယ်ဆိုင်းဆိုင်ခန်းလိုင်းလို့ထွန်းထွန်းလို့ညီနန်နာတို့အောင်ရဲလင်းတို့ဒီကောင်တွေကတော့လွမ်းပိုင်တို့ ကျော်ထက်အောင်လို့ဒီကောင်လေးကငကိုရဲဘိုလ်ချုပ်သားသမီးတွေဘာဒီနဲ့ night club မှာမူးယူပြောပါနေတဲ့သူတွေစိုးပြေသဇင်တို့ဝိမုံရွှေကြီးကတော့ဘူမလာသမီးနဲ့ကိုရုပ်ရှင်ကြိုက်ဖို့စာချုပ်ချုပ်ထားတာချောယတနာဆိုလဲအရင်တော့ဘူမူးရဲ့မိမလာပါလားမသိဘူးအေးမြတ်သူတို့ဘာတို့ကတော့ဂရင်ဘော်ကကိစ္စတွေပါအဲဒီမိုးရီကိုတို့ဘာတို့ကဂရင်အဆင့်နေအခင်ဝင်းဝါကတော့တွတ်သူအနေနဲ့တွတ်သူအေးအေးချမ်းချမ်းနေတဲ့လူပေါ့ဗျာယုံရီလွင်မိုးကတော့သူ့ဖေလွင်မိုးကခရိုနီပဲ ြောเสียမလို့ဘူးအဲယတနာဘိုးတို့တင်စာဝင့်ကျော်တင်စာဝင့်ကျော်တော့ပြောမနေနဲ့သူသူသူလူမျိုးကရိုက်ချင်ရဲ့မျက်ချင်းနေသူကပိဋကကြည့်ရလူအများတိုင်းမဲလာပေးမယ်လို့ထင်နေတဲ့ကိစ္စစစ်တဲ့အမားကြီးမာတာပဲအဲ့ဒီမှာဒီဗီဒီယိုမြင်ကွင်းတစ်ခုလုံးကိုကြည့်တဲ့အချိန်မှာပေါ့သူတို့ရဲ့မျက်လုံးတွေသူတို့ရဲ့တယုတ်ဆောင်မှုတွေကိုကျွန်တော်တေချာလေ့လာတယောက်ချင်းလေ့လာ ရိုက်ကူးတဲ့မင်းသားမင်းသမီးတွေတဲမှာအထူးကြားဆုံးကတော့ပြည်တီဦးနဲ့ဟေးဝေး sorry ပြည်တီဦးနဲ့ပိုင်တခွန်နဲ့အိနာကျော်စင်အဲဒီနောက်တစ်ယောက်ကရွှေမုံရတီကတော့တော်ထူးကြတာတွေ့ရတယ်။ဟောပြည်တီဦးတို့တရုတ်ဆောင်ချက်တွေကအဲ့လောက်မညံ့ပါဘူး။အဲနော်ရွှေမုံရတီဆိုလဲအဲ့လောက်မညံ့တဲ့သူတွေပါ။ဆိုတော့တကယ်ကိုစိတ်ပါလက်ပါလုံးနေသလား။ စိတ်မပါလက်မပါလုံးနေသလားဆိုတော့ပြည်သူလူထုကအ깨ဖြတ်ပေးပါတချို့ကိစ္စတွေမှာစစ်တပ်ရဲ့ထိန်ချုပ်မှုအောက်မှာအမတန်လို့မန်လျှော့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နုမြာရှင်တွေကပြည်သူလူထုပြည်တွင်းကပြည်သူလူထုကိုရောနားလေပေးရမှာရှိတယ်။ဟိုရင်ရက်ကကျွန်တော်ပြောခဲ့သလိုပဲမဖြစ်မနေတရင်တယောက်မဲပေးရမယ်ဖြစ်လာရင်မဲမပေးမနေရအတင်းကျပ်ဖြစ်အားချင်းချောက်လာရင်မတတ်နိုင်ဘူး။ခင်ဗျားတို့မဲမပေးလဲ မတတော်မတကူတော်မဲစရင်နဲ့ထဲမဲပေးခိုင်းပြီးတော့နာခင်မှာ2008ခြေဥကိုအတီးပြုတ်ခဲ့သေးတာပဲဒီလိုကောင်စားမျိုးတွေကရွေးကောက်ပွဲမဲမတမမှုလုပ်တယ်ဆိုပြီးအာနာသိမ့်နေဆိုတဲ့ဟိုကဘလို့နီးနေမှာယုံကြည်စရာမရှိသူကလိန်ကချစ်တွေပဲဆိုတာငင်းစရာမရှိဘူးအဲ့တော့လောလောဆယ်ကတနတ်သူတို့ကရှိနေတယ်အဲ့တနတ်ရှိတော့ပြစ်မှာ ြည့်ရင်သေမှာသေမှာလူတိုင်းကြောက်တဲ့ကိစ္စအဲ့ဒီဟာရင်ပြီးလားဆိုမပြီးဘူးမိသားစုအကျိုးစီးပွားအကုန်လုံးကိုပြန်စီးပြစ်မှာပြည်ပကိုရောက်မနေရင်ရန်ကုန်လိုမန္တလေးလိုမြို့ပြပေါ်ကနေပြီးတော့ပြည်ပကလူတွေလိုတော့อืมရဲရဲတောက်ပေါ့နော်ပြက်ပြက်တတပြောလို့မရတဲ့အခြေအနေမျိုးကိုတော့ရင်ဆိုင်ရမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီမှာမအမှုပညာရှင်ဆိုတဲ့နာမည်ကြီးတွေဆိုပို့ဆိုးมาပေါ့ဗျာ ဆိုတော့လူမြတ်ကျော်မင်းကဒီလူတွေကိုနားလေပေးတာလားဆိုတော့နားမလဲပေးလဲနားလေပေးရမယ့်အခြေအနေဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့သူတို့ကိုမလုံစေခြင်းဘူးစစ်တပ်နဲ့စစ်တပ်ခိုင်းတာမလုံစေခြင်းဘူးဆိုရင်သူတို့ကိုကျွန်တော်တို့ကာကွယ်ပေးရမယ်။မင်းတို့မလုံနဲ့ငါတို့ကာကွယ်ပေးမယ်ဆိုတဲ့ဂရိကဝိပေးရမယ်။အာမခံရမယ်။ကျွန်တော်တို့ကာကွယ်ပေးနိုင်သလား။ NUG အစရှိတဲ့ဒေါ်လာရေးတပ်တွေကာကွယ်ပေးနိုင်သလား။နေတိုးနဲ့ထုံနီလကောင်းပဲ အဲဒါပေမဲ့နေတိုးကတော့သူကဒီကိုဂျိုးကြည်တာတစ်ချက်ရယ်တရုတ်ဆောင်မှုတွေကစိတ်ပါလက်ပါတရုတ်ဆောင်တာတွေရဲ့အကြောင်းတော့ကျွန်တော်တို့နေတိုးကိုမကြိုက်ဘူးမနေ့ကရွေးကောက်ပွဲဝါဒဖြန့်ဗီဒီယိုကိုကြည့်ချင်းအားဖြစ်တော့စိတ်ပါလက်ပါဟုတ်မနေတာဘူးတော့ကျွန်တော်တွေ့ရတယ်အဲဆိုတော့ဒီနေရာမှာပြည်သူလူထုကဆုံးဖြတ်ရမှာသူတို့ဗီဒီယိုတရားကြည့်ပါသူတို့အဲ့လောက်မငြင်းဘူးတော့ကျွန်တော်ယုံကြည်တယ် ဆိုတော့ရှေ့လျှောက်ပြီးစစ်တပ်ကသူထိမ့်ချုပ်ထားတဲ့နေမြေတွေကသူတွေကိုသူတို့ရဲ့အာဏာတည်မြဲနေတဲ့အကျိုးစီးပွားအတွက်ကိုချိန်ချောက်အချက်ကိုင်းဖိအားပေးရက်ဆက်ရုပ်မှတတ်ဖြတ်ပြီးတော့ခိုင်းစေမဲ့အခြေအနေတွေကျွန်တော်တို့ကြုံရမယ်။အဲ့လိုကြုံရလို့ပြည်သူလူထုကိုရောအမှုပညာရှင်ကိုရောလုပ်ငန်းရှင်တွေကိုရောကျွန်တော်တို့ကမလုံနဲ့မလုံနဲ့လုံရင်မင်းတို့ကဘာဖြစ်တယ်ညာဖြစ်တယ်လို့တပိတ်မောက်မယ်လို့ဝိုင်းကောက်လုံမယ်လို့ ပြောပြီးဟေးဆိုရင်ကျွန်တော်တို့ကငါတို့မလုပ်ဘူးကွာမင်းတို့ငါတို့ကိုကာကွယ်နိုင်လားလို့မေးလာရေးဒီမေးခွန်းကိုအစိုးရ NUG အစိုးရလို့တခြားတော်လိုင်းကြီးကျွန်တော်တို့ဘက်ကလူတွေကဘယ်လိုဖြေရမလဲဆိုတဲ့ကိစ္စရှိလာတယ်အဲ့တော့ဖစစ်တပ်ဟာကျွန်တော်တို့အချင်းချင်းနေကြားထဲမှာပုံမိုစိတ်ဝမ်း꿰ပြီးတော့အဲအစဉ်ပြေသလိုပဲနေတော့မယ်ကွာဒီလောက်ငါတို့နှလုံးသားထဲမှာတော်လိုင်းကြီးကို စွစွနစ်နစ်ပါဝင်ရှင်တယ်သို့တော့အချိန်ကြောင်မပါနိုင်တာကိုဒီလိုလေးလှုပ်လိုက်ရတယ်မဖြစ်မနေအချိန်ကြောင်ဒါအောင်နားလည်းမပေးနိုင်ဘူးကွာဆိုပြီးတော့ကို့အတွင်းစီးတဲ့ကလူတွေကိုအပြင်ကိုကံမထုတ်ချဖို့ဒီအချိန်ဟာ viewer မြောက်ဉာဏ်ပညာနဲ့တော်လိုင်းကြီးကိုဆင်နွှဲရမယ့်အချိန်လို့ကျွန်တော်သုံးသပ်တယ်။တစ်ဖက်မှာလည်းစစ်ပွဲဆင်မယ်။စစ်ချီမယ်။အောင်စီတော်ယွန်းပြီးတော့ အော်လန်ဒိုကိုလွင့်ကတဘိုးကရာတန်ကိုနားဆွင့်ကြမယ်။တစ်ဖက်မှာလည်းပြည်သူနဲ့အတူပြည်သူကြားတဲ့ကအမှုပညာရှင်တွေကိုရတဲ့လို့စီယုံတိမ်သွင်းကပြည်သူနဲ့အတူရှိနေပေးပါ။လောလောဆယ်မှာကျွန်တော်တို့မကာကွယ်နိုင်ခင်အချိန်လေးမှာစစ်တပ်အလိုကျလိုက်လို့ရတဲ့အပေါ်မှာကျွန်တော်တို့နားလည်မှုတစုံတရာနဲ့အတူရှေ့ဆက်ကြရအောင်။ရန်သူဖက်စစ်တပ်ကကောင်းဒီတောင်လက်လက်ချပြီးတော့အလင်းဝင်လာခြင်း ခွင့်လို့နားလဲရသေးတာပဲစီဒီယန်လောက်လာတဲ့ကာကွယ်ရေးစစ်သားရဲတွေကိုတော့ကျွန်တော်တို့ကချီးမြှောက်ရသေးတာပဲအခုတော့ဆက်အနာသိန်းတော်ကိုပြက်ပြက်သားသားဆန့်ကျင်ခဲ့ပါတယ်ဆိုတဲ့လူတွေဟာမဖြစ်မနေအခြေအနေချောက်လောက်ကန်ဆောင်ရွက်နေရတာ ਨੇ ပတ်သက်ပြီးတော့တလင်းရာစုတွေရောပြည်သူလူထုဟာတစုံတရာနားလေပေးစီခြင်းပါတယ်သို့တော်မှတ်ထားပါမယ် တစ်ချိန်မှာဒါဟာစစ်တပ်ကချင်းချောက်ဖိအားပေးလို့လားလှုပ်ချင်လို့လုံးလောက်တာလားဆိုတာကိုတော့ပြန်လဲဆန်းစစ်ရမယ်ဘီရင်းမှာရှိနေမယ်ဘီပမှာမရှိနေတဲ့အခြေအနေမှာတော့စစ်တပ်ကိုလွန်ဆန်နိုင်ဖို့မြို့ပေါ်နေစစ်တပ်ကထိန်းချုပ်ထားတဲ့နေရာကသူတွေကအင်မတန်ခက်ခဲပါတယ်စစ်တပ်အစ်စ်မပြောနဲ့ပြူစောတီရက်ွက်တွေကစစ်တပ်နဲ့ လက်ဝေကံအလွမ်းသိတဲ့လူတော်ဆန့်ကျင်အချိန်ပြေးမတာဖြစ်သွားတဲ့အချိန်ဒီဘူးဗျဆိုတော့တပတ်မှလည်းကန်တဲ့ဘိုးရှင်တွင်တပတ်မှပြည်သူလူလူစီယုံရေးမဟာပြူဟာကို့အတွင်းစည်းတဲ့ကလူတွေကံမထုတ်ပဲကျွန်တော်တို့ဉာဏ်ပညာနဲ့တော်လိုင်းရေးကိုစမှကြတော့ပဲဒီနေ့တော့ကံဘလူတို့ဘာလို့မှကြကြတယ်ဗျတပ်မှတုံးတုံးရဲ့ပြူဟာမှုတကောင်သေးတယ်စစ်တောင်းကိုဖျက်တိုက် ဒီသတင်းလေးလည်းရှိတယ်လို့တစ်ဖက်မှာထိုင်းနိုင်ငံကဘန်ကောက်ထောင်ထဲမှာထည့်ထားတဲ့ကြားဖြန့်ရဲ့အရှင် သခင်စောချစ်သူတို့ကိုးကွယ်ရာတရုတ်တရခန်လို့တရုတ်ကတရခန်လို့တန်တရားရှိတဲ့သူကိုထိုင်းနိုင်ငံတည်တရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်တဲ့အခြေအနေရှိနေတယ်။ဒါရီနဲ့ပတ်သက်ပြီးအပြည့်စုံဟိုဘက် allergy review မှာပြောမယ်ပြင်ဦးလွင် မြို့လေကောင်မှာဓမြတိုက်တဲ့ကိစ္စတွေပြောမယ်လူလူကြားတဲ့သတင်းတွေဟိုဘက် allergy မှာပြောမယ် ဒီဘက်မှာတော့တုံးသက်ချက်ရရွေးကောက်ပွဲဝါရဖြန့်ချီရေးနဲ့ပတ်သက်ပြီးတော့ပြည်သူ့အင်အားကျော်စင်တဲ့အမှုပညာရှင်တွေဒီလိုအခြေအနေဖြစ်နေတယ်ဆိုဗီယက်စင်တို့ဟိဝေယံတို့ကတော့ပျော်ဤစီနေတာကိုတွေ့ရတယ်သူတို့ကတော့ဝိုင်းကောက်ဆိုတဲ့လူတွေထဲမှာထဲ့တဲ့ဖွေးဖွေးနဲ့အလင်းရောင်ကတော့ဟိုရက်ကပဲဖန့်ရစီးရသတင်းထွက်တော့နားလည်ပေးရပြည်သူ့အင်အားကျော်စင် စံတိုင်းခန့်လိုက်ကတော့ပြောနေတာအာနာသိန်းလည်းပြောတယ်နေတိုင်းပြောတယ်သူကတော့အဲ့တော့ကျွန်တော်တို့ကစနစ်တကျအလွာလိုက်ခွဲပြီးတော့ဘလို့လူမျိုးဟာပြည်သူရဲ့ရန်သူဘလို့လူမျိုးဟာပြည်သူတပိတ်မောက်တဲ့ဘလို့လူမျိုးဟာနားလေခွန့်လို့ပေးတဲ့နေဆိုတဲ့စီကန်းကလနာတွေနဲ့တော့တော်လန်ရေးကိုစင်နွဲတင့်ပြီစစ်တပ်လိုပဲမမမြင်ရကအကုန်ဆက်ကျင်လို့တော့မရဘူးအဲ့တော့ဗီဒီယိုဆန်းဆန်းခန့်လိုက် ထွန်းထွန်းရွှေထုညီနေနာဟိန်ဝေရန်ပိုင်တကွန်အောင်ရဲလင်းအလင်းရောင်တိုင်ရွန်လွှမ်းပိုင်ကြော်တက်အောင်ထွားဆိုတော့ထွိနာဘူထွိနာဘူတော့အဲလက်ခိုင်းလိုက်ပါတော့သူကတော့ဒီထဲမှာရွှေမိုးရတီအပါခင်ဝေမှာမွေးကူယူဘယ်သူတွေဟာကြံ့သူလဲဒီအမှုပညာရှင်တွေထဲမှာဘသူတွေဟာဘွိုင်းကောက်လုတ်တင်တယ်ဘသူတွေကိုနားလေခွင့်လို့ပေးတင်တယ်ဆိုတာပြည်သူလူထုသဘောထားကိုကျွန်တော်ရယူမယ်အဲ့တော့ ျွန်တော်ရွတ်ပြတဲ့အမှုပညာရှင်တွေကဘသူဟာဘိုင်းကောက်လုတင်တယ်ဘသူဟာရန်သူဖြစ်ပြီလေဘသူဟာပြည်သူနဲ့ချောကိုင်းဆန့်ကျင်ထွက်ခွာပြီးစစ်တပ်နဲ့ပေါင်းသွားပြီလေနားလေခွင့်လို့ပေးရမယ့်လူကဘသူလဲပြည်သူဦးလိုက်အင်နာကျော်စင်လားအဲပိုင်တကုံကိုခွင့်လို့ရမလားနိုင်ငံသားမှာတော့သူကခဏခဏသွားနေတာပြန်လာခြင်းပြီးပြန်လာလို့ပြန်လာပြီးတော့ရိုက်ပေးခြင်းလို့ရိုက်ပေးတာလား ခွေးလေးကင်ပြီးတပိတ်ပေါက်ဆန္ဒပြခဲ့တဲ့ပိုင်တကွန်ကိုတဲတဲလို့အောင်အားပေးခဲ့ကြတဲ့သူတွေရင်ကွဲပလက်ဖြစ်ပြီလားဒါကိုကျွန်တော်သဘောထားရယူပါတယ်ဒီနုပညာရှင်တွေထဲမှာဘသူကရန်သူလဲဘသူကဝိုင်းကောက်လုတ်တင်တယ်ဘသူကိုနားလေခွင့်လို့ပေးတင်တယ်ဆိုတာပြည်သူသဘောထားရယူရဲနေလို့ပြောလို့ရပါတယ်အဲ့တော့ညီကုန်းချုပ်အနေနဲ့အောင်ပွဲသတင်းကိုပြောပြရင်းဒီနေ့ န့်ဘလူခင်ဦးခုနကျွန်တော်ပြောသွားတယ်တက်မှ၃၃ဖြူဝမှုအလောင်းဖြစ်ပါတယ်ဖစစ်တက်ကောင်နေအရှင်မိခင်ဦးမျိုးနဲ့ရှားတော့ရွာစစ်ကြောင်းထိုးလာတာဘူး PDF နဲ့ပကပါတက်တွေကဝင်တိုက်တယ်20ကျော်အရှင်မိတာပါ၃၃ဖြူဝမှုတက်မှ၃၃ရဲ့ဖြူဝမှုပါပါတယ်စစ်ကြောင်းပြီးတော့ဖယိုဖယဲပြစ်ကာ ခွေပြေးမတာပေါ်တာတွေလည်းအများအပြားပါအတူအပြက်တွေကလည်းအများအပြားပါအဲ့တော့ဖစစ်တကကောင်တွေကတော့လိန်စရာမရှိကိုပေါင်ကိုလန်လိန်ဆိုတကယ်တော့နော် PDF တွေအဲ PDF တွေက PDF တွေကိုလိုက်ရှင်းနေပါတယ်ဆိုတော့ဝါရဖြန့်တဲ့င်းတွေထုတ်ပြန်နေပါတယ်မယုံဘူးဆိုရင်ကန့်ဘလူကိုလာခဲ့ဖို့ကန့်ဘလူခင်ဦးကိုလာခဲ့ဖို့ကျော်စုံးနဲ့ကျော်မြုံမင်းကိုဝဲခံဖိတ်ခေါ်ပါတယ် ခဏခဏကြောက်မဲတို့ဘာလို့သွားပြနေတဲ့ကြော်စိုးကြီးတရင်တီးပြို့ဖို့ကမ့်ဘလူနဲ့ခင်ဦးကိုလာခဲ့ပါအဲ့တော့အဲ့ဒီစစ်တောင်းပြတ်သွားပြီးတော့မตาပေါ်တာအထက်လိုက်ဖြစ်နေတဲ့အပြင်တမတုံတုံဘူဟာမူးပါဖမ်းမိထားတဲ့အတွက်ဖမ်းမိလားသိလားကျွန်တော်တခြားမသိသေးဘူးအသေးတာနဲ့သေးတာနဲ့မိတာနဲ့နှစ်ခုကတစ်ခုသေးမိတစ်ခုခုနာမခါကနေပြီးတော့ဂျိုင်ရိုကွန်ပျူတာ၃စီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ် ဲ့တော့နိုဝင်ဘာလ17ရက်နေ့ကစပြီးတော့ကမ်ပလူရေဦးနယ်ဘက်ကနေခင်ဦးကိုစစ်ကြောင်းထိုးလာတယ်စစ်ကြောင်းအင်အားတရာကျော်ပါတဲ့ခြေလင်းစစ်ကြောင်းရေနဲ့ရေဦးနဲ့မူးမြစ်ကနေတက်လာတဲ့အင်အား80ငယုံကြီးရှာတော့ကြောက်တိုင်ကြည်စုမုံလတာဝတ္ထိမြင်းကြတရက်တော်ပြင်းပြမကြီးအောင်ရာတော်မြင်းတော်တရက်ပင်စုတတ်တာပန်းတော်ကြေးရွာတွေက လူလူ9000ကျော်ဒီစစ်ကြောင်းကြောင်ထွက်ပြေးနေကြရတယ်။ဒါပြည်သူလူလူကိုမင်းတို့ကမဲပေးခိုင်းရင်သိတယ်ဟလား။ဒီနေ့မောတောင်မှာမောတောင်မြို့ရဲတိဝင်ပြစ်လို့မောတောင်ပြည်သူလူလူဒေတာကန်နေထောင်ထဲချီထွက်ပြေးနေရတယ်စစ်တပ်ဘုံကျဲလို့။နော်။အဲ့တော့ကမ်ဘလူကရွှေဘူမြကြီးနာဖြူဟာလမ်းပိုင်းကိုစစ်တပ်ကပြန်လေရယူဖို့စ조사နေတယ်။ခင်ဦးကိုဆက်ထိန်ချုပ်ဖို့စစ်ကြောင်းထိုးနေတယ်။ စစ်ကြောင်းပြက်တဲ့အတီတိုက်ခိုက်နိုင်ခဲ့တဲ့အခြေအနေကိုပြောရင်လက်ရှိရွေးကောက်ပွဲမှာဝါရပြန်လှုပ်စော်မှိုင်းသွင်းအနာဂတ်ကိုအစိတ်ခတ်နေတဲ့အမှုပညာရှင်တွေလို့သတ်မှတ်ရမယ့်သူကဘယ်သူလဲရန်သူအဖြစ်သတ်မှတ်ရမယ့်သူကဘယ်သူလဲအမှုပညာရှင်တွေမှာစစ်တပ်ကတော့ရန်သူပဲအဲပါရန်သူထာဝရရန်သူတရားရာခိုင်နှုန်းရန်သူစစ်တပ်ကိုကြောက်လို့လိုရတဲ့အဲထဲမှာ ကြောက်လို့လှုပ်တာလားချင်းချောက်လို့လှုပ်တာလားလှုပ်ပေးကျင်လို့လို့လှုပ်ပေးတာလားဒါတွေကိုတုံးတက်ဝေပန်ပြီးတော့ဘုသူရိယာရှင်သူလေအနုပညာရှင်တွေဘုသူရိယာစစ်တနဲ့ပေါင်းပြီးပြီးသူလူတို့ကိုဒုက္ခပေးပြီးမြောက်ပေးနေတဲ့ဆိုမြတ်သူသားလူမျိုးရန်အောင်လုံးကောင်မျိုးတွေကလည်းရန်သူတွေခင်လိုက်ဒိမ့်တောင်ပြောမနေနဲ့ဝိုင်းကောက်လှုပ်တင်တာကရောနေတိုးလို့လူမျိုးလားဆိုင်းဆိုင်ကမ်းလိုက်လို့လူမျိုးလားနားလေခွင့်လို့ပေးရမယ့်လူတွေကရော ရွှေမုံရတီလိုလူမျိုးလားပြည်တီဦးလိုလူမျိုးလားအိနာကျော်စင်လိုလူမျိုးလားဘသူအမှုပညာရှင်တွေကဘလို့လုတ်တင်လဲဆိုတာပေါ့တဘောရာပေးဖို့ဖိတ်ခေါ်ပါတယ်ဂျေဇူး